မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပြည်သူ့ကုန်ရီစုကိုဒေါအောင်ဆန်းစုကြည်ကိုစားတားငယ်ကင်အဲရစ်လက်ခံရယူတဲ့အကြောင်းတင်ဆက်ပေးပါမယ် နိုင်ငံတော်၏တာမင်ခံပုဂ္ဂိုလ်တပေါင်းဆန်းစုကြည်ကဒီနေ့အတွက်16ကြိမ်မြောက်ပြည့်ရက်တိပြည်သူ့ကိုယ်ရည်စုကိုကြီးမြင့်ခံရပြီးစုပေးဝဲခန်းနာကိုဒေသစံတော်ချိန်မီလ24ရက်မှာအမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာကျင်းပခဲ့ရာ စုကိုတပေါင်းဆန်းစုကြည်ကိုစားတားငင်ကင်အဲရစ်ကလက်ခံရယူခဲ့ပါရယ်အဆိုပါစုကမြန်မာပြည်သူတွေပေါ်အနေချားတွေကကုကျိုးမဖက်အလုအကျွေးပြုနေရတဲ့လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းတွေကိုနှင်းစင်ဂုံပြုစုကြီးမြင့်လင်းရှိတဲ့စုတစုဖြစ်ပါတယ် အာနာဒိန်စစ်တပ်ရဲ့ဖန်စီအကျဉ်းချမှုကိုခံနေရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုပေးရတဲ့ပြည်သူ့ကုံရီခုံပြူမှုကနိုင်ငံရေးအကျဉ်းသားတွေအားလုံးနဲ့တကွာဒေါအောင်ဆန်းစုကြည်ချက်ချင်းလွတ်မြောက်ရမယ်ဆိုတဲ့ကမ္ဘာအတိုင်းဝိုင်းကိုဥတီတဲ့အင်အားဖြင့်တတိပီးမှုအတိတ်ဘယ်ဖော်ဆောင်ကြောင်းပြည်သူ့ကုံရီအသင်းကထုတ်ပြန်ထားပါတယ်။စုပေးဝဲခန်းနာကိုကုလသမဂ္ဂမှအမြင့်မ်းကိုစလဲဦးကျော်မိုးထွန်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံဆိုင်ဝင်ကြီးဒေါ်စင်မောင်လူ့ကွန်ရီဝင်ကြီးဌာနဒုတိယဝင်ကြီးဦးအောင်ကျော်မိုး CRPH နိုင်ရကဦးအောင်ကြီးညွတ် ည်းတက်ရောက်ခဲ့ကြောင်းသိရပါရယ်အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့မြန်မာပြည်တွင်စေတနာဝန်ထမ်းများလုပ်ငန်းတွေကိုကိုကျိုးစွန်ဆောင်ရွက်နေသူတွေကိုဂုဏ်ပြုသောအပြင်ပြည်သူ့ကော်မတီစုကို2009ခုနှစ်ကလေးကနှစ်စဉ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီးစုအတွက်အမေရိကန်ဒေါ်လာသက်တောင်းချီးမြှင့်ပေးခဲ့တယ်လို့သိရပါရယ်ဆလဘီရမညမွန်တက်တော်ကိုမဟာမိတ်ပြည်သက်မှတ်ပူပေါင်းဆောင်ရွက်မယ်လို့ TNL ထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်လက်နက်ကင်တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းလိုက်ရာမွန်ရမညတက်တော် RMA ကိုဘဝတူတော်လိုင်းမဟာမိတ်ဖြစ်သတ်မှတ်ပြီးတော်လိုင်းရီမတ်ချက်ပန်းတိုင်းအမြင်အောင်မြင်ဖို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းတောင်တက်မတော် DNL ကထုတ်ပြန်ပါတယ်။မွန်ပြည်သစ်ပါတင်ဆရာနာရှင်တိုက်ပြန်ရေး NMSB 18နဲ့မွန်ပြည်လူမျိုးရေးတက်တော် MAL ကမေလ24ရက်မှာပေါင်းစည်းပြီးရာမညမွန်တက်တော်ဖွဲ့စည်းထူထောင်ကြောင်းကြေညာခဲ့ပါတယ်။ အဲ့ဒီလိုဖွဲ့စည်းတိုင်းမောပေါ်မွန်ပြည်သူလူထုနဲ့အတူလိုင်းလဲစွာကြိုးဆိုကွန်ပျူတာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL ရဲ့သဘောထားထုတ်ပြန်ခဲ့ပြီးမွန်လူမျိုးတို့အတွက်တခုတည်းသောရမညမွန်တပ်တော်ကိုပေါင်းဆက်ထူထောင်လာတာကမှန်ကန်တဲ့တော်လိုင်းလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းပဲဖြစ်တယ်လို့ဖော်ပြပါတယ် ဒီကနေ့မြန်မာပြည်သူလူထုတရက်လုံးကိုဆိုရွားစွာဖိနှိပ်သက်ပြတ်နေတဲ့မြန်မာစစ်ကောင်စီတို့ရဲ့စစ်အာဏာရှင်ရန်နေရကိုပြည်သူတရက်လုံးကသက်ဆိုင်ရာဒေသအသီးသီးမှာရရလက်နက်ဆွဲကင်ပြီးတော်လန်တိုက်ခိုက်နေရဖိနှိပ်ကံပြည်သူလူထုကြီးရဲ့အမြင့်ဆုံးသောတော်လန်ကာလအခြေအနေကိုရောက်ရှိလာပြီဖြစ်တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မြန်မာပြည်ရှိမွန်ဝတောင်းတို့ပါဝင်တဲ့မွန်ခမာမျိုးနွယ်စုတို့ကမိမိတို့သက်ဆိုင်ရာလူမျိုးများကိုစီရင်ပြီးမိမိတို့ရဲ့နေမြေဒေသနဲ့ပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်အရေးချင်းပြည့်ပြီးခိုင်မာအားကောင်းတဲ့ ဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုကြစ်လက်တိတ်သေးစွာဖွဲ့စည်းလှုပ်ဆောင်ဖို့အထူးလိုအပ်မယ်လို့ဖော်ပြထားပါတယ်။အာရီယန်ဖွဲ့စည်းကြောင်းကြီးညာချက်ပြောရေးဆိုခွင့်ရှိသူနိုင်ငံစကားကမော်တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရခြင်းအဓိကအကြောင်းရင်းကဘုံရန်သူစစ်အာဏာရှင်နဲ့စစ်အာဏာရှင်စနစ်ကိုတိုင်ဖြတ်ရန်ဖြစ်တယ်လို့မေလ24ရက်မှာပြောထားပါတယ်။နောက်ပြီးတော့ကျွန်တော်တို့လူလာနေတဲ့တန်းတူရင်းနဲ့ကိုပိုင်ပြတန်းကွင်းအပြည့်ဝရှိရင်မွန်ပြည်ပေါ်ထွန်းဖို့အတွက်စုစုစည်းစည်းပေါင်းစည်းပြီးမှအတူတကွလှုပ်ဆောင်နိုင်ဖို့တိုက်ပွဲဝင်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီလိုနှစ်ဖွဲ့ကပေါင်းစည်းခြင်းဖြစ်တယ်လို့ ို့နိုင်ငံစကားကဆိုပါရီဂျန်နီနဲ့မွန်တက်များနဲ့လည်းပေါင်းစည်းစုနှင်းခဲ့ကြောင်းပေါင်းစည်းနိုင်ရင်လမ်းဖွင့်ထားဆဲဖြစ်ပြီးလက်ရှိမှာလည်းမြေပြင်မှာစည်ရေးအတူပူပေါင်းဆောင်ရွက်မှုရှိကြောင်းနိုင်ငံစကားကပြောပါရီကိုပိုင်ပြတ်ထန်းခွင့်အပြေအဝရှိရဲ့မွန်ပြည်ပေါ်ထုံရင်နဲ့စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငင်းဖို့အတွက်မွန်ပြည်တစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးရမညမွန်တက်တော် NMSPAD RMA တို့ကဖိနှိပ်ခံဘဝတူတိုင်းရင်းသားတော်လှန်ရေးမဟာမိတ်ဖွဲ့စည်းများပြည်သူ့ကာကွယ်တပ်များနဲ့အတူပူပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်းကြေညာထားပါတယ် ဇလန်ပြီးစစ်ကောင်စီကိုယ်စားလှယ်ဖွဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတက်ရောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံဆိုင်ဝန်ကြီးဌာနမှအမြင့်တဲ့တွဲဝင်ဦးအောင်ကျော်မှဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့က46ချိန်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ဖို့မနေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဖွဲ့ကအာဆီယံကြီးတန်းရာရှိများအစည်းအဝေး SOM နဲ့မြန်မာနိုင်ငံဆိုင်ရာဘုဒ္ဓဘောတူညီချက်၅ရဲ့ဖွန်ဆောင်ရေးဆိုင်ရာအလို့တဘောဆွေးနွေးပွဲကိုတက်ရောက်ရမှာပါ။မြန်မာနိုင်ငံဆိုင်ရာဘုဒ္ဓဘောတူညီချက်၅ရဲ့ ွန်ဆောင်ရေးဆိုင်ရာလူတဘောစုနှစ်ပွဲမှာအာဆီယံဖွဲ့ရင်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာမှုအကျပ်အတည်းဖြည့်ရှင်ဖို့ကြိုးပမ်းမှုတွေအဓိကဆွေးနွေးပါတယ်။အဖွဲ့ဝင်နိုင်ငံတွေကတန်တမန်ရေးအပြေရှားမှုအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဖယ်ထုတ်ခံထားတဲ့မြန်မာနိုင်ငံမှာသက်ဆိုင်ရာဖွဲ့စည်းတွေနဲ့ထိတွေ့ဆက်ဆံမှုအပါအဝင်ပေးတဲ့အတိုင်းဝိုင်းနေတဲ့လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိရေးကိုဆွေးနွေးပါတယ်။၂021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းအာဆီယံဖွဲ့ချမှတ်ခဲ့တဲ့ပုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်စီကဖော်ဆောင် ဖို့ပြက်ကွက်တာကြောင့်မြန်မာဘူချုပ်ကြီးတွေကိုအာဆီယံထိပ်သီးဆွေးနွေးပွဲတင်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။၄၆ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုမလေးရှားနိုင်ငံကပြင်ဆင်ကြိမ်ဖြင့်လက်ခံကျင်းပနေပါတယ်။မလေးရှားနိုင်ငံက1989 1999 2005နဲ့2015ခုနှစ်မှာအာဆီယံအလှည့်ကြားဥက္ကဋ္ဌတာဝန်ယူခဲ့ပူပါတယ်။ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတွေမှာဒေသရင်းနဲ့ကမ္ဘာရင်းရာတွေကိုဖြည့်ရှင်းဖို့ဆွေးနွေးပြီးမြန်မာပဋိပက္ခကအဖွဲ့ဝင်နိုင်ငံတွေကြားအဓိကဆွေးနွေးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ဆိုပါရယ်ဆက်လက်ပြီးရွှေချင်းမြို့နယ်မှာမင်္ဂလာဆောင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့တရုတ်သမီးအပါဝင်တိဆုံသူများတဲ့ကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းရွှေချင်းမြို့နယ်မှာမင်္ဂလာဆောင်ကိုစစ်ကောင်စီကလေကြောင်းမှပုံကျဲတိုက်ခိုက်ရာတရုတ်သမီးအပါဝင်တိဆုံသူများတဲ့ ဒေသခံတရင်အရင်မြစ်တချို့ကဆိုပါတယ်မေလ25ရက်မနက်7:00နာရီကတိုက်ခိုက်ခံရမှုကရွှေကျင်မြို့နယ်ကျွန်းကြီးကျွော်မှာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ဘုံကထမင်းချက်ယုံပြီးမှကြာတာပါသတို့သမီးပါဆယ်ဦးလို့တော့တရင်ရတယ်များမယ်တင်တယ်လို့ရွှေကျင်မြို့ကန်တခုကစစ်ကောင်စီရဲ့ဘုံကျဲဖြစ်စဉ်ပေါ်ပြောပါတယ် လင်းချောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆောင်သူအရေအတွက်ကိုတော့မသိရသေးပါဘူးအခုမေလဇန်ပိုင်းကရွှေချင်းမြို့နယ်ရှိအမှတ်968ချင်းမြန်တရင်ဌာနချုပ်ခမာရ968ကိုတွန်လိုင်းပူပေါင်းတက်များသိမ်းပိုက်ခဲ့ပြီးရနောက်ပိုင်းရွှေချင်းမြို့နယ်မှာစည်ရေးတင်းမှမှုတွေရှိပြီးလင်းချောင်းတိုက်ခိုက်မှုတွေလည်းမကြာခဏပြုလုပ်နေရလို့ဘကိုးတိုင်းစစ်ဘက်တရင်ရင်းမြစ်တွေကအတည်ပြုပါရယ်အရက်သားပြည်သူမင်္ဂလာဆောင်မှာရုံမှာစွာလင်းရင်းနဲ့ဘုံကျေးတွေတလောက်ရုံမှာလည်းလုံရက်ကိုအကြမ်းဖက်တွေပဲလုပ်ပါတယ်လို့၎င်းကပြောပါရယ်အခုမေလ23ရက်နေ့ကလည်းစကိုင်းတိုင်းမင်းကင်းမြို့နယ် စီမင်းစုချင်းရွာကိုစစ်ကောင်စီကလေကြောင်းမှပုံတဲပြီးကလင်းငယ်ရှယ်ဥပါဝင် ပြည်သူ၁၄ဦးတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အခုလပိုင်းများမှာအတွင်ပုံမိုးဆိုးရွားစွာကျူးလွန်လာတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တပည့်ရင်းမြို့နယ်၊ကြောက်တော်မြို့နယ်၊စင်ကူးမြို့နယ်၊မြန်မြို့နယ်တို့မှာအရက်သားအစုလိုက်ပြုံလိုက်တည်ဆုံခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပေါ်လက်ခဲမြို့နယ်ရှင်နီပေါင်ချင်းရွာနီးအကျန်းဖတ်စတန်ရဲ့ကာကင်းစကန်ကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှတည်ဆုံမှုများပြီးလက်နက်ခဲယမ်းကြိုးသိမ်းဆည်းရရှိရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကီယင်နီပြည်ပေါ်လက် ခင်မျိုးနဲ့ရှင်နီပေါကြေးရွာနီးရှိ အကျန်းဘတ်စကောင်စီကာကင်းစခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခင်ရစစ်သားများထိခိုက်ဒိဆုံးမှုရှိပြီးလက်နက်ခရန်ချိုတင်းစင်ရရှိကတော်လိုင်းတပ်ဖွဲ့ဝင်6ဦးကြာဆုံးခဲ့ကြောင်းဖားဆောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောပါရင် မေလ22ရက်နေ့ပေါ်လက်ခဲမြို့နယ်ရှင်နီပေါ့ကျင်းရွာရှိအကျန်းဘက်စစ်တပ်ကာကင်စကန်တခုကိုကီနီတော်လိုင်းဖူပေါက်တပ်တွေကတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးပေါ်လက်ခဲမြို့အထက်ဒီစစ်ကောင်စီတပ်များစုခွာထွက်ပြေးသွားတဲ့အတွက်စကန်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းအဲဒီစကန်သိမ်းတိုက်ပွဲအတွင်းလက်နက်ခရန်ချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါရယ်ရှင်နီပေါ့နီကကာကင်စကန်သိမ်းမိခဲ့တာပါစခရီဘက်ကလည်းထိခိုက်ဒေဆုံးမှုကရှိရပါတယ်လက်နက်ခရန်အနေနဲ့သိမ်းဆည်းရရှိမှုလည်းရှိပါတယ်တပ်ပေါင်းစုကတရားဝင်ထုတ်ပြန်ရင်ပါလာပါလိမ့်မယ် င်အားကကာကင်စကန်အလုံးဆိုရင်အင်အားနေရာကျော်လောက်ရှိပါတယ်မြို့ထဲထိတော့ဆုတ်ပြေးတာမဟုတ်ပါဘူးမြို့ထွက်နာထိဆုတ်သွားတာပါလို့ဖားဆောင်ပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်အဲ့ဒီကာကင်စကန်တိုင်းတပ်ပွဲတွင်ဖားဆောင်ပြည်သူကာကွယ်တပ်မှအသက်23နှစ်အရွယ်ဒုတိယ တက်ဆူမှုရဲဘော်မင်းစောအသက်23နှစ်ရွယ်တက်ဆိတ်မှုရဲဘော်စိုးနေလင်းဦးခေါ်ဗိုလ်ထိပ်တို့အပါဝင်ကရင်နီတော်လိုင်းတပ်ပေါင်းစုမှရဲဘော် စုစုပေါင်း6ဦးကြာဆုံးခဲ့ကြောင်းသိရပါတယ်ပြည်သူတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုဝန်းရံပေးဖို့နဲ့တော်လိုင်းစိတ်မကုန်းစိတ်မပြတ်ကြပါနဲ့အခက်အခဲတွေကိုပြည်သူတွေနဲ့တူဖြေရှာပြီးအောင်မြင်တဲ့အထိဆက်လက်တော်လိုင်းတိုက်ခိုက်သွားပါမယ်လို့အားပေးစကားပြောကြမှာလေလို့ဖားဆောင်ပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်ကရင်နီပြည်နယ်တွင်ကိုစစ်ကောင်စီတပ်က စစ်ကြောင်းတွေထိုးကနေမြင်းစုံမရင်းပြန်လည်ရရှိရေလှောက်ဆောင်လာပြီးအထူးသဖြင့်မိုးပြေဘက်မှာစစ်ကြောင်းထိုးဝင်ရဖို့စ조사လျက်ရှိကြောင်းတော်လိုင်းတက်တွေရဲ့အဆိုအရသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်